အားလုံးမင်္ဂလာခင်ဗျာကာစီနို YouTube Channel တွေကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ Skin Injector တုံးတာ Finally တာ Game Booster တွေတုံးတာဘာပဲဖြစ်ဖြစ်အမြဲတမ်းတွဲသုံးပေးနေရတဲ့ Shizuku Sword ကောင်းတွေကိုဘယ်လိုနည်းလမ်းတွေနဲ့ Android အားလုံးမှာ Activate လုပ်လို့ရနိုင်မလဲဆိုတာအသေးစိတ်အကုန်လုံးတရားလေးရှင်းပြပေးတော့မှာဖြစ်ပါတယ်။ကိုလိုရဲ့ဖုန်းက Android 11နဲ့11အထက်ဆိုလို့ရှိရင်တော့ကိုလိုရဲ့ဖုန်းမှာ Wireless Debugger ဆိုတဲ့ option လေးပါပါတယ်။ဒါဆိုရင်တော့ Wi-Fi လေးခြေပြီးတော့ Alert ကို Shizuku Activate လုပ်လို့ရပါတယ်ခင်ဗျာ။ဒါပေမဲ့ Android 11 out ဖုန်းတွေမှာတော့ Wireless Debugger option ကပါမလာတာဖြစ်လို့ Shizuku Activate လုပ်မယ်ဆိုလို့ရှိရင်နောက်ဖုန်းတစ်လုံး နဲ့ ODG အသုံးပြုပြီးလုပ်မှာပဲကြာမှာဖြစ်ပါရယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာတော့ရှိသူကိုဘလို့ဖွင့်လဲဆိုတာပါရောမှာမဟုတ်တော့တာကြောင့်ဗီဒီယိုလေးတက်တက်လုပ်ပေးထားခြင်းဖြစ်ပါရယ်ဒါကြောင့် wireless တပည့်ခင်နဲ့ activation လုပ်တာကိုတော့ထည့်ပြောပေးပါမယ်အခုလိုအနေနဲ့ရှိသူကိုအသုံးပြုရမယ်ဆိုလို့ရှိရင် developer option ကိုအရင်ဆုံးဖွင့်ထားပေးဖို့လိုအပ်မှာဖြစ်ပါရယ် okay developer option ကိုဖွင့်တော့မယ်ဆိုလို့ရှိရင်ကိုလိုတဲ့ဖုန်းတွေက setting နဲ့ဝင်လိုက်ပြီးတော့ရင်တော်တော်များများဖုန်းတွေကတော့ဒီအပေါ်ဆုံးမှာ about phone about device ဆိုပြီးတော့လည်းရှိတယ်အပေါ်ဆုံးမှာမတွေ့ဘူးဆိုလို့ရှိရင်လည်းအောက်ဆုံးမှာရှိပါလိမ့်မယ်ခင်ဗျာ okay account လေးတွေကိုဝင်လိုက်ပြီးတော့ရင်ဒီနေရာမှာတချို့ဖုန်းတွေက version ဒါမှမဟုတ် value number version number ဆို ပြီးတော့ဖြစ်ဖြစ်တွေ့ရတတ်ပါတယ် MI ဖုန်းတွေကတော့ဒီနေရာမှာ MI UI version Hyper OS တမားတွေဆိုလို့ရှိရင် OS version ဆိုပြီးတော့တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာ Okay အဲ့ကောင်လေးကို96ချက်လောက်ဇက်တိုက်နေပေးလိုက်ဒီလိုလေးပေါ်လာပြီဆိုလို့ရှိရင်တော့ developer option ဝင်သွားပြီပဲဖြစ်ပါတယ်ပြီးတော့ရင်မိသမားတွေမဖြစ်မနေပြောင်းပေးဖို့လိုအပ်တဲ့ setting ကတော့ notification style မှာအဲ့ကောင်လေးကိုမပြောင်းဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့မိရတဲ့ပြဿနာဖြစ်တတ်ပါတယ်အောက်နားလေးကိုဆွဲကြည့်လိုက်ဒီမှာ notification state bar ဆိုတဲ့ကောင်လေးရှိပါတယ်အဲ့ကောင်လေးကိုနှိပ်လိုက်ပါပြီးတော့ရင် notification style ဆိုတဲ့ကောင်လေးကိုဆက်နေလိုက်ဒီနေရာမှာ classic ဖြစ်နေရဆိုလို့ရှိရင် android ကို UI ထားဖို့လိုအပ်မှာဖြစ်ပါတယ်ပြီးတော့ရင်တော့ကျွန်တော် တို့ Shizukure ကိုဝယ်လိုက်ပါမယ်ခင်ဗျာ Shizukure ကိုရောက်ပြီဆိုလို့ရှိရင်တော့အစားပြောခဲ့သလိုပဲ Android 11နဲ့အထက်သမားတွေဆိုလို့ရှိရင်ဒီ wireless တပည့်ကင်းနဲ့လုပ်တဲ့အဆင့်ပါပါတယ်11အောက်သမားတွေကတော့အဒီရောက်ကနှစ်ကောင်ပဲမြင်ရမှာဖြစ်ပါတယ်အဲ့လိုဖြစ်နေတဲ့သူတွေအတွက်လည်းဘယ်လိုလုပ်ရမလဲဆိုတာပြကြရင်ကျွန်တော်ပြောပြပေးပါမယ် Okay ရင်းဆုံးဒီ pairing ဆိုတဲ့ကောင်းလေးကိုနှိပ်လိုက်ဒီအဆင့်နဲ့လုပ်တဲ့သူတွေကတော့ GoPhone မှာ Wi-Fi တစ်ခုခုနဲ့ချိတ်ဆက်ပေးထားဖို့လိုအပ်မှာဖြစ်ပါတယ်ခင်ဗျာပြီးတော့အင်ဒီအောက်မှာရှိတဲ့ developer option ဆိုတဲ့ကောင်းလေးကိုဆက်နေပေးလိုက်ပါ Okay developer option နဲ့ကိုရောက်လာပြီဆိုလို့ရှိရင်တော့အောက်သားလေးကိုဆွဲကြည့်လိုက်ဒီမှာ USB တပည့်ကင်းဆိုတဲ့ကောင်းလေးရှိပါတယ်အဲ့ကောင်းလေးကိုဖွင့်ပေးလိုက်ပါအဲ့ဒီလိုပြလာရင်ဒီကောင်းလေး ကိုအမှန်ချစ်ချစ်ခဏဆောင်ပေးပြီးတော့ okay ကိုနေပြလိုက်ပြီးတော့ရင်အဲ့ဒီအောက်မှာပဲ wireless debugging ရဲ့ကောင်းလေးရှိပါတယ်အဲ့ကောင်းလေးတော့ဝင်လိုက်ပါပြီးရင်ဒီကောင်းလေးကိုလည်းဝင်ပြလိုက်ဒီလိုလေးပြလာပြီဆိုလို့ရှိရင် okay ကိုနေမယ်ပြီးတော့ရင်အောက်ဆုံးမှာရှိရဲ bad device ဝင် pairing code ဆိုတဲ့ကောင်းလေးကိုဆင်းနေလိုက်ပါ okay ကုတ်ချောင်းဆုံးပေါ်လာပြီဆိုလို့ရှိရင်တော့ကိုဖုန်းရဲ့ notify bar လေးကိုဆွဲချလိုက်ပြီးတော့ရင်ပြထားတဲ့ကောင်းလေးကိုနေလိုက်ပါဒီ enter pairing code ဆိုတဲ့နေရာမှာအစကုတ်ချောင်းဆုံးကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ပြီးတော့ရင်တော့ဘေးနားများလေးကိုဆင်းနေပြလိုက်ဒီလိုလေးပေါ်လာပြီဆိုလို့ရှိရင်တော့အဆင်ပြေသွားပါပြီကျွန်တော်တို့တစ်ချက်ပြန်ထွက်လိုက်ပါမယ်ဒီနေရာမှာကို့လူအနေနဲ့ဝင်ပေးစရာ setting တစ်ခုကျန်ပါသေးတယ် Xiaomi ဖုန်းလေးဆိုလို့ရှိရင်တော့ဒီအောက်မှာတွေ့ရ ါတယ် USB တပက်ကင်း security settings ရဲ့ကောင်းလေးကိုဖွင့်ပေးရပါမယ်ဒီ setting ကိုဖွင့်နိုင်မှုဆိုလို့ရှိရင်လည်းကုလူရဲ့ဖုန်းမှာမိအကောင့်ဝင်ထားမှာပဲဖွင့်လို့ရမယ် setting လေးပဲဖြစ်ပါတယ် Oppo One Black Realme ဖုန်းသမားတွေကတော့ဒီ developer option အောက်ဆုံးလာမှာ disable permission monitoring ဆိုတဲ့ကောင်းလေးကိုဖွင့်ပေးလို့ရမှာဖြစ်ပါတယ်ကုလူအနေနဲ့ဒီ setting တွေကိုဖွင့်ပေးဖို့မေးခဲ့တာမျိုးဆိုလို့ရှိရင် Shizuku တုံးတဲ့အခါဒီလိုစာရန်အနည်းနဲ့ပြပြီးတော့ ATPS limit ဆိုပြီးတော့ပြနေမှာဖြစ်ပါတယ် Okay အားလုံးဖွင့်ပေးပြီးသွားပြီဆိုလို့ရှိရင်တော့ဒီနေရာထိပြန်ထွက်လိုက်ပြီးသွားရင်ဒီအောက်မှာရှိတဲ့ star ဆိုတဲ့ကောင်းလေးကိုနှိပ်လိုက်ပါဒီလိုလေးဖြစ်သွားပြီဆိုလို့ရှိရင်သူကသူပြန်ထွက်သွားတဲ့အထိကိုခဏဆောင်ပေးလိုက် Shizuku ရဲ့ run ဆိုပြီးတော့ပြနေဆိုလို့ရှင်တော့အဆင်ပြေသွားပါပြီအဲဒါကတော့ wireless တပက်ကင်းနဲ့ activate လုပ်တာအဒီကောင်မပါတဲ့သူတွေအတွက် OTG သုံးပြီးတော့ဘယ်လိုလုပ်ရမလဲဆိုတာဆက်ပြောပြပါမယ် OTG သမားတွေလည်းအစားပြောခဲ့တဲ့ setting တွေဖွင့်ပေးရပါမယ် wireless တပက်ကင်းပါတာနဲ့မပါတာပဲရှိတာ channel setting တွေကတော့ဖွင့်ပေးလို့လိုအပ်မှာဖြစ်ပါတယ်ခင်ဗျအရင်ဆုံးကိုယ့်လိုအနေနဲ့ဒီ previous red app ရဲ့ OTG ကျိုးတစ်ချောင်းရဲ့နောက်ထပ်ဖုန်းတစ်လုံးရဲ့လိုအပ်မှာဖြစ်ပါတယ် OTG တွေကတော့ပုံစံအမျိုးမျိုးရှိရဲ့အကောင်လေးက data ပေါက်လိုအပ်လို့မရှိသေးဘူးဆိုလို့ရှင်ရဲ့ဆက်ပစ္စည်းတိုင်းတွေဖုန်းလိုင်းတွေမှာသွားဝယ်လို့ရပါတယ်ဈေးလည်းဘယ်တော့မှမရှိဘူးပေါ့နော် okay အားလုံးအဆင်သင့်ဖြစ်ပြီဆိုလို့ရှင်တော့ OTG ကျိုးကိုတခြား ားဖုန်းတစ်လုံးမှာထိုးလိုက်မယ်ပြီးရင်တော့ USB ကြိုးကိုကိုယ်လိုတဲ့ဖုန်းမှာထိုးလိုက်ပါ โอเคပြီးတော့ရင်တခြားဖုန်းတစ်လုံးနဲ့က Chrome တမို့ browser ရဲ့ကိုဝင်လိုက်ပါခင်ဗျအပြင်တော့ search bar မှာ privacy.sh လို့ရိုက်ရှာလိုက်ပါမယ်ရိုက်ရှာလိုက်ပြီးဆိုတာနဲ့ဒီအပေါ်ဆုံးမှာတွေ့ရတဲ့ link လေးတွေကိုဝင်ပြလိုက်ပါခင်ဗျအဲဒီနေရာကိုရောက်လာပြီဆိုလို့ရှိရင်ကိုနဲ့တပိုက်ကိုနှိပ်လိုက်ပါပြီးတော့ရင်ပေါ်နေတဲ့ကိုယ့်ရဲ့တပိုက်ကိုရွေးပေးပြီးတော့အောက်ကကိုနဲ့ဆိုတဲ့ကောင်းလေးကိုနှိပ်ပေးလိုက်ပါခင်ဗျဒီလိုပေါ်လာရင် expect ကိုဆင်နေပေးလိုက်ဒါဆိုလို့ရှိရင်တော့ကိုလူရဲ့ဖုန်းမှာ privacy app ကတူတူ activate ဖြစ်သွားပါလိမ့်မယ်โอเคဒီမှာဆိုလို့ရှိရင်ကိုလူတွေ့ရတဲ့အတိုင်းပဲရှိစုကအဲ့တဲ့ဖြစ်မနေသေးပါဘူးခင်ဗျ privacy app ထဲကိုပြန်သွားလိုက်ပါမယ်โอเค app ထဲကိုရောက်လာပြီဆိုလို့ရှိရင်တော့ download ပြထားတဲ့ကောင်းလေးကိုနှိပ်လိုက်ပြီးရင် exit စ် comment ကိုနှိပ်လိုက်မယ်ဒါပြင် okay ကိုနှိပ်ပြလိုက်အဒီနေ့မှာကျွန်တော် comment ရိုက်ပြရမှာဖြစ်ပါတယ်ရိုက်ပြရမယ် comment ကိုတော့ကြည်ပြီးတော့ရိုက်ထည့်လိုက်လို့ရတယ်လို့ဒီ video ရဲ့ comment မှာလည်းရေးပေးထားပါမယ်ခင်ဗျာ okay ပြီးတော့ရင်ဘေးနာအများလေးကိုနှိပ်လိုက်ဒီလိုလေးဖြစ်သွားပြီဆိုလို့ရှိရင်ရှီဇူကူရဲ့ကိုတွားကြည့်ကြည့်ပါမယ်ကဲဒီမှာဆိုလို့ရှိရင်ကိုတို့တွေ့ရတိုင်းပဲရှီဇူကူလေးကလည်းအဒီဘိတ်ဖြစ်သွားပါပြီတေချာတော့အောင်နောက်တစ်ခေါက်ထပ်လုပ်ပြပါမယ် ။ဒါကတော့ wireless speaking မပါတဲ့သူတွေအတွက်နောက်ထပ် phone လုံးရဲ့ OTG ရဲ့ free bandwidth ရဲ့ကိုအသုံးပြုပြီးတော့ရှိစကူ activate လုပ်လို့ရမယ်နည်းလမ်းလေးပဲဖြစ်ပါတယ်။ဒီလောက်ဆိုလို့ရှိရင်ကိုယ့်လူအနေနဲ့လည်းလုံတက်ကြလောက်ပြီးထင်ပါတယ်။ကိုယ့်လူမှာပစ္စည်းအဆင့်အသင့်မရှိသေးဘူးဆိုလို့ရှိရင်ဒီနည်းလမ်းလေးကိုတီးထားတော့နောက်ကြလို့ရှိရင်အသုံးချလို့ရမယ်လို့လည်းထင်ပါတယ်။ဒီနေ့ video လေးကတော့ဒီလောက်ပါပဲခင်ဗျာ။ရှိစကူဆိုတဲ့ကောင်းလေးကဘာပဲလုပ်လို့တွဲသုံးပေးနေရတဲ့ကောင်းလေးဖြစ်တာမလို့ဒီ Android အားလုံးမှာရှိစကူ activate လုပ်တဲ့နည်းလမ်းလေးကိုကိုယ့်လူအနေနဲ့လည်းသဘောကျကြလိမ့်မယ်လို့ထင်ပါတယ်။နောက်လည်းကျွန်တော်ရဲ့ channel လေးမှာ Game Booster Game Fine လေးနဲ့တခြားအသုံးဝင်တဲ့နည်းလမ်းလေးတွေကိုအမြဲတမ်းတင်ဆက်ပေးတော့မှာဖြစ် လို့ channel လေးကိုလည်း subscribe လုပ်ထားပြီးတော့စောင့်ကြည့်နိုင်ပါတယ်ဖြစ်ပါတယ်။ video လေးကိုစုံတီးကြည့်ရှုပေးကြလို့အားလုံးကျေးဇူးတင်ပါတယ်။ကျွန်တော်နောက်ထပ် video လေးမှာပြန်လည်ဆုံတွေ့ကြမှာခင်ဗျာ။